မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဂေါက်ကွင်းရောက်လာရင်းနဲ့ prefer line ရိုက်ပုံရိုက်နည်းလေးအကြောင်းရှင်းပြဖို့ဗီဒီယိုလေးတစ်ခုရိုက်ခဲ့ပါတယ်ကွင်းထဲမှာကျွန်တော်မာကာလေးနဲ့ဘောလုံးနောက်မှာမှတ်လိုက်ပါတယ်တန်ရှင်းလုပ်ပါတယ်တန်ရှင်းလုပ်တဲ့နေရာမှာကျွန်တော်မျက်နဲ့ပဲတုတ်လိုက်ပါတယ်တုတ်ပြီးတော့တစ်ချိန်တည်လိုက်ပါတယ်ဒါသည် prefer line လုပ်နည်းပါပဲရွေးရှင်းပါတယ် mark live clean and place ဒါပါပဲ ဒါက Moral Lokeru E3 ပါကော်မတီကကျွတ်တင်ကြီးညာထားနိုင်တဲ့စီမင်းတစ်ခုဖြစ်ပါတယ် SL line ရိုက်ဖို့ခက်တဲ့အချိန်မှာ Prefer line ဆိုပြီးရိုက်ခွင့်ပြုနိုင်ပါတယ်မြန်မာနိုင်ငံကောက်တီဖွဲ့ချုပ်ကလှုပ်တဲ့ပွဲတွေမှာလည်း Prefer line နီးနဲ့ခွင့်ပြုပါတယ်ဒါကိုတချို့ကလက်နဲ့တဲခွင့်မရှိဘူးလက်နဲ့တဲတာစီမင်းမဟုတ်ဘူးလို့လာညင်းကြပါတယ်မှားပါတယ်ခင်ဗျာ စီမင်းတိကျနဲ့ပြောပါတယ် model local route e3 ပါအဲ့ဒီမှာမဟုတ်တဲ့စီမင်းကြတော့ဟုတ်တယ်လို့ထင်နေကြပါတယ် client နဲ့កောက်ទីတဲ့တာ client နဲ့កောက်ទីတဲ့တယ်ဆိုတာစီမင်းမှာမရှိပါဘူး client နဲ့ပေါ်လုံးသွားတယ်လို့ရှိရင်ပြစ်ဒဏ်ဖြစ်ပါတယ်ဒါပေမဲ့ဒီ model local route e3 ကို comedy တွေကကြိုတင်ကြီးညာထားမှသာလျှင်ချက်သုံးပိုင်ခွင့်ရှိပါတယ်ဟုတ်ပါတယ် comedy ပြိုင်ပွဲ comedy တွေက ် SLN ရိုက်ဖို့ခက်ခဲတဲ့အချိန်မှာ Moral Lukeru E3 ကျင့်သုံးပိုင်ခွင့်ရှိတယ်လို့ပြောရင်ဒီနည်းကိုကျင့်သုံးလို့ရပါတယ်။ तू က fairway တို့မဟုတ် fairway ကဲ့သို့မြက်တို့ဖြတ်ထားသော area မှာဘောလုံးကိုလက်ဖြင့်တစ်ကြိမ်တည်နိုင်သည်ဆိုတာမျိုးသတ်မှတ်ပြဋ္ဌာန်းကြလေးရှိပါတယ်။ဒါဆိုရင်ကျွန်တော်တို့ prefer line နဲ့ပတ်သက်တဲ့စီမင်းလေးနေချင်းတော့ရှင်းသွားပြီထင်ပါတယ်။ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုဒီမှာဆုံကြမယ်နော်။